ဒီနေ့မှာတော့စကားကြီး၁၀ခုနဲ့ကစီပွတ်ကြီးပွေစကားပြောနည်းနဲ့ပတ်သက်တဲ့ပုံမြင်လေးကိုတင်ဆက်သွားမှာဖြစ်ပါလေဗျ။တခါတော့ကဘရင်တပါးဟာចောင်းဆောက်လူတိုင်းရဲ့အတွက်မူးမတ်များပညာရှိအမတ်များကိုနီလာခံတို့ခေါ်လိုက်တော့တယ်။အဲ့ဒီလိုနဲ့မူးမတ်များနီလာခံတို့ရောက်ရှိလာတဲ့အချိန်မှာတော့မင်းကြီးများဖះအမတ်ကြီးတို့ငါဖုံးကြောင်းတစ်ချောင်းဆောက်ပြီးတော့လူတန်းကျင်တယ်ကွ။အဲ့ဒီကြောင်းမှာမကြီးသားကမာတယ်လေ။မကြီးသားနဲ့တိုင်လို့ရင်ကောင်းမလားကွ။ ဘရင်ကြီးကအဲ့ဒီလိုမင်းမြတ်လိုက်တော့လေအဲ့ဒီခါမှာပညာရှိအမကြီးကအရှင်မင်းကြီးဖေဟာမကြီးသားနဲ့တိုင်လို့ရင်လည်းကောင်းပါတယ်ဖေဟာဒါပေမဲ့ကျိုးသားနဲ့လို့ရင်လည်းကောင်းပါတယ်ဖေဟာအဲ့ဒီလိုရှောက်တင်ထားလိုက်တော့လေအဲ့ဒီခါမှာဘရင်ကြီးကပညာရှိအမကြီးဒါဆိုရင်တော့ရှားသားကလည်းမာတာပဲကွရှားသားနဲ့လို့ရင်ကောင်းမလားအဲ့ဒီလိုမိန်ကြားလိုက်တော့လေအဲ့ဒီခါပညာရှိအမကြီးကထပ်ပြီးတော့ရှောက်တင်ပြန်တယ်ရှားသားကလည်းကောင်းပါတယ်ဖေဟာဒါပေမဲ့ကျွန်းသားကလည်းကောင်းပါတယ်ဖေဟာ ပညာရှိမကြီးကအဲ့ဒီလိုရှောက်ထားလိုက်တော့လေအဲ့ဒီလိုနဲ့ဘရင်ကြီးဟာပညာရှိအမတ်တို့တစ်မာသားများကိုတမျိုးပြီးတမျိုးပြောပြီးတော့မေးမြန်းနေတော့လေဒါပေမဲ့ပညာရှိအမတ်ကြီးကလည်းကျွန်းသားကောင်းချောင်းကိုပဲအမွန်းတင်ပြီးတော့ပြောနေတော့လေအဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ဘရင်ကြီးကသိရှိသွားတော့လေကဲပညာရှိအမတ်ကြီးဒါဆိုရင်လေကျွန်းသားနဲ့ပဲတိုင်လို့ရင်ကောင်းမလားကွတင့်မြတ်လာကြောင်းပါဗျာကျွန်းသားကသာအစ်မြတ်ဆုံးဖြစ်ပါတယ်ဖေဟာအမတ်ကြီးမှာအဲ့ဒီလိုရှောက်ထားလိုက်တော့လေ ။ဒါကြောင့်ဒီပုံမြင်လေးထဲမှာပညာရှိအမတ်ကြီးပြောသွားတဲ့စကားပြောနည်းဟာစီပွတ်ကြီးပွေစကားပြောနည်းပဲဖြစ်တော့လေ။ဒါကြောင့်စီပွတ်ကြီးပွေစကားပြောနည်းဆိုတာကတော့စီရဇေယံအတွက်မြေဘဲကို၎င်းနှမ်းကို၎င်းကျိတ်ပွေရာမှာကျိန်ဖန်များစွာအထက်ထက်ကျိတ်ပွေမှာစီရတကယ်တော့အဲ့ဒီနီတူစကားပြောဆိုရာမှာလဲမိမိအလိုရှိသောစကားကိုမိမိအလိုသို့မရောက်ရောက်ချင်းကျိန်ဖန်များစွာအထက်ထက်အခါခါပြောဆိုခြင်းကိုစီပွတ်ကြီးပွေစကားပြောဆိုနည်းလို့ခေါ်တော့လေ။ ဒါကြောင့်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ဘဝမှာလဲစီပွတ်ကြည်ပွေစကားပြောဆိုနည်းကိုအသုံးပြုပြီးတော့အဆင်ပြေချောမွေ့စွာဖြတ်တန်းနိုင်ကြပါစေဗျကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်